DVB ရဲ့နောက်ဆုံးရသတင်းတွေကိုပြောပြပေးပါမယ်။ KDB မှာအရက်တောက်ပြီးအမျိုးသမီးတွေနဲ့ကခုံပျော်မြူးနေတဲ့ပျော်ဝယ်မြို့ပြီးတော့အေးကျောင်းတိုက်ဆရာတော်အရှင်မုနိန်ဒနဲ့အဖော်ဖြစ်သူကိုစစ်ကောင်စီလက်အောက်ခံရဲတွေကဖမ်းပြီးအေးမိယူပဲငွေသိန်းတရာယူပြီးတော့ပြန်လွှတ်ပေးခဲ့တယ်လို့မြို့ကံတွေရှိကနေသိရပါဗျ။ ပျော်ဝင်မြို့ပြည်တော်ရေးကြောင်းတိုက်ဆရာတော်အရှင်မူနေတာမှာအဖော်ဖြစ်သူအရှင်ပညာဆရာနဲ့နေ့စဉ်ရုပ်ဖြတ်ပြီးမြို့ပေါ်က KTV တွေမှာရက်တောက်ပြီးတော့အမျိုးသမီးတွေနဲ့ကခုံပျော်ပါနေတယ်လို့သတင်းပေးတိုင်တန်းတာကြောင့်စစ်ကောင်စီလက်အောက်ခံရဲတွေကနိုမာလာ၁၁ရက်ကဖမ်းဆီးခဲ့တာလို့မြို့ကန်တယောက်က TVB ကိုပြောပါဗျ။စကိုင်းတိုင်းမုံရွာမြို့နီးပညာတက္ကသိုလ်ကျောင်းမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်နဲ့ပြူစောတိပူပေါင်းအဖွဲ့တွေကို နိုမာလာ23ရက်မနက်စင်နာရီအချိန်မှာဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တဲ့အတွက်စစ်ကောင်စီတပ်ဖွဲ့ဝင်၄ယောက်သေဆုံးပြီး9ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကလည်းသိရပါဗျ။စကိုင်းတိုင်းချောင်းမြို့ပေါ်မှာစစ်တပ်ကရက်ွက်တွေကလူနေအိမ်တွေထဲအထိပေါ်တာဆွဲဖမ်းဆီးတာတွေပြုလုပ်နေတယ်လို့ဒေသခံတွေကလည်းသိရပါဗျ။ TV နောက်ဆုံးရသတင်းတွေကို TV TV News Facebook Page မှာလည်းဆက်လက်ကြည့်ရှုနိုင်ပါတယ်ရှင်။